တောင်ကိုရီးယားသမ္မတယွန်ဆွေရဲ့အားထိမ့်သိမ့်ခံထားရမှုကအာအသင်ပွဲပြန်လည်လွတ်မြောက်လာခဲ့တဲ့နောက်တရက်အကြာမှာယွန်ကိုစန့်ကျင်သူတွေကဆိုးမျိုးတော်မှဆူယုံဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတယ်လို့ The Korea Times ကဖော်ပြခဲ့ပါတယ်။ Conservative တွတ်ကြလို့ရှာတဲ့ Christian Phonoji ဂျွန်ကွန်ဟွန်ဦးဆောင်တဲ့ Sovereign Jail ဖျားကြောင်ဟာဆိုးမျိုးတော်အလဲပိုင်းမှာရှိတဲ့သမ္မတနေရင်အနီးမှာတနင်္ဂနွေဖျားဝတ်ပြုမှုကိုဖျားကြောင်အပြင်ဘက်မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီစုယုံပွဲကိုလူပေါင်း၄၀၀အခန့်ပါဝင်ခဲ့တယ်လို့ပြောပါရယ်။တမရာယွန်းလွတ်မြောက်လာမှုကြောင့်သူ့ကိုဆွဆွဲပစ်တင်တဲ့တရားရင်ဆိုင်မှုကအတိတ်ပဲရှိသလိုဖြစ်လာခဲ့ပါရယ်။ အလုံးပြီးသွားပါပြီလို့ဖုန်းတော်ကြီးဂျွန်က ပြောကြားခဲ့ပါတယ်။အခြေခံဥပဒေဆိုင်ရာခုံရုံးကရီဘုတ်ကောင်နဲ့ဆုံးဖြတ်ချက်ကိုချမှတ်တဲ့အချိန်မှဆိုရင်တော့ကျွန်တော်တို့ကလည်းတစ်ချက်တည်းနဲ့သူ့ကိုရိုက်ချနိုင်မဲ့လူလူရဲ့စန့်ကျင်ကန့်ကွက်ပိုင်ခွင့်ကိုကျင့်သုံးဖို့ပဲရှိပါတော့တယ်လို့သူကပြောပါတယ်။ဆွဆွဲပြစ်တင်ခံထားရတဲ့ယွန်းကို Soul Boho ခိုင်တရားရုံးကဖမ်းရမ်းပယ်ဖျက်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကိုအစိုးရရှိနေတွေကယူကံဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့နောက်ယွန်းဟာပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ယွန်းဟာသူ့ကိုထိန်းသိမ်းထားတဲ့အစအုံကတတောင့်တတတာနဲ့ပြုံးရွှင်ကလမ်းလျှောက်ထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ကားဘော်ကိုတက်ပြီးသူ့ကိုထောက်ခံသူ ွေကိုလက်ပြနှုတ်ဆက်ခဲ့ပါတယ်။ဂျွန်အားထိန်းသိမ်းမှုကလွတ်မြောက်လာတဲ့အချိန်ပုံကံမှုဆွဲချက်တွေနဲ့တရားရင်ဆိုင်ရအောင်မှာဖြစ်ပြီးအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်းယွန်းကိုယာရုကဖယ်ရှားဖို့တင့်မတင့်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။အဓိကတိုက်ခိုက်ဖြစ်တဲ့ဒီမိုကရက်တစ်ပါတီကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်ခဲ့တဲ့အစိုးရရှိနေတွေရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရဲ့ပြည်သူလူထုကိုအကြက်တဲအတွင်းကိုပြစ်ချခဲ့တာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။အဲဒီနောက်အခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့ယွန်းကိုသမ္မတယာရုကအမြန်ဆုံးဖယ်ရှားဖို့တိုက်တွန်းခဲ့ပါတယ်။အဲဒီပြင်သမ္မတယွန်းလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီးအစိုးရရှိနေချုပ်ရှင်မှုကျွန်းအနေ နဲ့ယာရုကချက်ချင်းနှုတ်ထွက်ဖို့နဲ့အဲ့ဒီကိစ္စအတွက်တာဝန်ယူဖို့ဒီမိုကရက်တစ်ပါတီကတိုက်တွန်းခဲ့ပါတယ်